မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းစားလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီမှတပ်ဆွဲထားတဲ့စစ်ခွေးတပ်နဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ခွေးအယောက်30ကျော်သေဆုံးပြီးတော့စစ်ခွေးတွေဘက်ကပြည်သူ၈ဦးကိုတပ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘာလအတွင်းမှာစားလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီအတွင်းကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခခကနေ စစ်သားအယောက်900ခန့်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။အခုလုံအင်အားဖြစ်တင်းပြီးတဲ့နောက်အော်တိုဘားလ16ရက်နေ့မနက်9နာရီလောက်ကစတင်ပြီးတော့ပြည်သူ2ဦးကိုလူသားတိုင်းကအဖြစ်နဲ့အသုံးချပြီးစားလင်းကြီးမြို့နယ်အတွင်းမှာလှည့်လည်ပြီးတော့စစ်ကြောင်းထုတ်ခဲ့ရာ ပြည်သူကာကွယ်ပူးပေါင်းတပ်ဖွဲ့များနဲ့ထိပိတ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလိုစစ်ကြောင်းထုတ်ပြီးတော့ပြည်သူလူထုကိုဖမ်းဆီးတပ်ဖြတ်ခြင်း၊နေအိမ်များကိုမိရှုဖျက်ဆီးခြင်းများလုပ်ဆောင်နေမှုကြောင့်ပြည်သူကာကွယ်တပ်ဖွဲ့များဘက်ကလည်းစစ်ခွေးတွေတပ်ဆွဲထားရာဝမ်ပေါင်ကုမ္ပဏီအတွင်းကိုရော့ကတ်လက်နက်ကြီးများနဲ့အလုံးကြီး90ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲထဲမှာလည်းထိခိုက်သေးဆုံးတာတွေရှိတယ်။လူသားတိုင်းကလောက်ခံထားရတဲ့ပြည်သူနှစ်ဦးသေသွားပါတယ်။တဦးကအသက်ရှင်မဲ့ထင်တာကျွန်တော်တို့လည်းအတက်နိုင်ဆုံးတော့စ조사ကုပြီးတော့ဈေးုံကိုပို့လိုက်ပါတယ်။ဈေးုံရောက်တော့သေသွားတယ်။စစ်ကြောင်းကဝမ်ပောင်ထဲကနေထွက်လာလိုက်ပြန်ဝင်လိုက်ဖြစ်နေတာ။အဲဒါကြောင့် rocket နဲ့က၃ချိန် အလုံး80ကျော်လောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်စစ်စုပေါင်းဆိုရင်စစ်ခွေးတေဆုံးမှုကအယောက်30ကျော်နေပြီလို့ဒေတာရင်းတော်လိုင်းသတင်းရေးမိကပြောပြထားပါတယ်အဲ့ဒီအကြမ်းမှစစ်ခွေးစဲကျောင်းဟာဖောင်ကရော့ရွာကိုဖြတ်သန်းပြီးတော့စာလင်ကြီးမြို့ပေါ်မှာရှိတဲ့ရဲစခန်းကိုအင်အားဖြည့်တင်းရန်ဖြစ်ပြီးအင်အားစုဖွဲ့မိပါကစာလင်ကြီးမြို့နယ်တစ်ခုလုံးကိုစစ်ကြောထုံးမွေနောက်ရန်စူးစမ်းနေခြင်းဖြစ်တယ်လို့သိရပါတယ်သို့တော်လည်းစာလင်ကြီးမြို့နယ်အခြေစားတော်လိုင်းအင်အားစုများကစုဖွဲ့မှုအားကောင်းကောင်းနဲ့ခုခံတိုက်ခိုက်လျက်ရှိရာ တလားကြော်ကြတဲ့အထီကိုစစ်ခွေးတွေရှေ့ဆက်မတိုးနိုင်သေးဘူးလို့ပြောပါတယ်အထီနာနေတဲ့အကြမ်းစစ်ခွေးတက်ကဒေသနေပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းပါရာမော်တာနဲ့ဘုံကျဲတက်ခတ်ခြင်းတို့ကိုလှုပ်ဆောင်ခဲ့ရထမ်းဘူးရွာက9ဦးစဲတဲရွာက3ဦးတဲကောကြီးရွာက9ဦးဂရုကုန်းရွာက2ဦးစုစုပေါင်း10ဦးတေဆုံးခဲ့ပြီးတော့10ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် ခန်းဘူးရွာက၂ယောက်ဆယ်တဲရွာက၃ယောက်တဲကောကြီးရွာက၂ယောက်ဂရုကုန်းရွာက၁ယောက်စုစုပေါင်း၈ယောက်သေးပါတယ်ဆယ်ယောက်ကျော်ဒဏ်ရာရသွားတယ်စစ်ခွေးစစ်ကြောင်းကို PDF တွေတိုက်တာစစ်ခွေးအကောင်30နီးပါးသေးတာဟုတ်ပါတယ်လို့ ATP ပြောကြားထားပါတယ်အလားတူပဲတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တိပိ6ရွာအနီးမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုဝန်ရောက်တိုက်ခိုက်ရာစစ်ခွေး၄ကောင်တေဆုံးခဲ့ကြောင်း People Defense Force ဗိခရန်တရရင်နှစ်ကတာဝန်ရှိသူကပြောပြထားပါတယ် နိုဗမ်ဘာလ25ရက်နေ့မုံလွဲတနအီလောက်မှာတနင်္လာရီမြို့နယ်တိပင်6ရွာအနီးမှာတက်ဆွဲထားတဲ့ အကြမ်းဖက်စစ်ခွေးများကိုလည်းတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကစစ်ခွေး၄កောင်တေဆုံးပြီးတော့တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတေဆင်းရင်က၄កောင်မှာရဲဘော်တွေကတော့လဲကျသွားတာမြင်တယ်လို့ပြောတယ်။စစ်ခွေးအင်အားကတော့အယောက်90ဝန်းကျင်လောက်ရှိပါတယ်။စစ်ခွေးတေဆင်းရင်ထပ်တိုးတည်တာမျိုးတော့မရှိသေးဘူး။တော်လိုင်းရဲဘော်တွေအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ People Defense Force ဘေးခရိုင်တိုင်းရင်းနှစ်ကတောင်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတာဝက်လန်မြို့နယ်ပုံနာချေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲကနေတက်ပြတ်ပြီးတော့ထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုထပ်မံတိုက်ခိုက်ရာစစ်ခွေးတကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။နိုဝင်ဘာလ23ရက်နေ့မှာဝက်လန်မြို့နယ်ပုံနာရွာအနီးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲကနေတက်ပြတ်ပြီးတော့ထွက်ပြေးလာတဲ့စစ်ခွေးဆဲကောင်ကိုသားနာရွာမူးတုံးကအရှိတ်မှာရှိတဲ့ဝက်ကောင်ပြောအနီးမှာတော်လိုင်းတပ်ဖွဲ့များကထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီထိတွေ့တိုက်ပွဲဟာ7မိနစ်ခန့်သာကြာမြင့်ခဲ့ပြီးတော့ခဲယန်လုံလောက်မှုမရှိတာကြောင့်တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကိုနိုဗ ెంబ ာလ25ရက်နေ့မနက်ပိုင်းမှာတော်လိုင်းတပ်ဖွဲ့များကနေမြေရှင်းလင်းတဲ့အချိန်မှာစစ်သုံးဆောင်ပစ္စည်းတချို့နဲ့စစ်ခွေးမသားလောင်းတလောင်းကိုတင်းစီရရှိခဲ့တယ်လို့ပြောပါတယ်။တိုက်ပွဲတွင်းကနေစစ်ခွေးတွေထွက်ပြေးလာတယ်လို့သတင်းလမ်းပြောလို့ကျွန်တော်တို့က9ရောက်ထင်းနဲ့တွားပြစ်တာအဲ့ဒီကောင်းပြီးစပားကင်းတဲ့ကနေတက်လာတာကိုတွေ့တယ်။ကြီးလက်တကန်းမြင်နာနဲ့ကိုစပြစ်တာကျွန်တော်တို့ပြစ်တဲ့အချိန်မှာအဲ့ဒီကောင်းတွေကစပားတော့ထဲမှာ ဝေပြီးတော့နေတယ်သူတို့နောက်ကလည်းထွက်လာတယ်ခံမှန်းကြီးစိတ်ခွေအယောက်60လောက်ရှိတယ်အဲ့ဒါကြောင့်အဲ့ဒီလိုစစ်ကူထွက်လာလို့ပြန်ဆုတ်ခဲ့ရတာပါလို့ဘန်ဒူလာနဲ့အဖွဲ့သားများတဖွဲ့ကကိုယာမားကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုပန်ဂျိုလက်တော်လန်အဖွဲ့မုံရွာဘန်ဒူလာနဲ့အဖွဲ့နဲ့တိတ်ရှင်တိုက်နယ်ရဲဘော်များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်ခွေးတွေဘက်ကစစ်ကြောင်းမှုအပါအဝင်၁၀ဦးကျော်တေဆုံးကတော်လိုင်းတပ်ဖွဲ့ဝင်တအူးလဲကြာဆုံးရရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ25ရက်နေ့ညနေ6:43မိနစ်ခန့်အချိန်မှာဖားကံမြို့နယ်စမ်းကျွယ်ကြီးရွာညောင်မင်ကုန်းနယ်ဂရေမော်ဘက်ကိုအကြမ်းဖက်စစ်ခွေးအင်အား100လောက်နဲ့စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့် KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေကခုခံတိုက်ခိုက်ခဲ့ရာစစ်ခွေးဆဲကောင်ကျော်တေဆုံးသွားပြီးတော့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာတေဆုံးသူများထဲမှာစစ်ကြောင်းမှုအဆင့်အရာရှိတအုပ်ပါဝင်ပြီးတော့စစ်တုံးမှန်းတချို့ကိုလည်းဖမ်းလို့ရရှိခဲ့တယ်လို့ပြောပါတယ်။မနေ့ကညနေ6:43မိနစ်ကညနေခင်းပိုင်းကြီးစမ်းကြွယ်ညောင်မင်ကုန်းနဲ့ဂရေမော်ဘတ်မှာတိုက်ပွဲဖြစ်တာစစ်ခွေးဆဲကောင်ကျော်သေးပါတယ်။သေးတယ်ထဲမှာစစ်ကြောင်းမှုအဆင့်မှာပါသွားတယ်။အရှင်ဖမ်းမိတာတွေလည်းရှိတယ်လို့ဖားကန်သတင်းရင်းမြစ်ကပြောပြထားပါတယ်။ဒါအပြင်မနေ့ကနိုဝင်ဘာလ25ရ ရက်နေ့မနက်ပိုင်းကဖားကန်းမြို့နယ်စားမော်ဘန်းမှာအကြမ်းဖက်စစ်ခွေးတပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်တအူကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။အလားတူပဲစစ်ခွေးတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ဂရေမော်မိသားယုံထိမှန်ပေါက်ကွဲကမိသားဝန်ထမ်းဦးရဲထွန်းမှာလက်နက်ကြီးစားထိမှန်ဒဏ်ရာရရှိပြီးတော့စေကူတပ်မှုခံယူနေရတယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့ဝင်တွေကြာတာတိုက်ပွဲမဖြစ်ခင်မနက်ပိုင်းကစားမော်ဘက်ကိုအသွာလူစုတဲ့အချိန်မှာ သတင်းပေးတဲ့သူရှိလို့စစ်ခွေးတွေက drone နဲ့ဘုံလာချသွားတာပါအဲ့ဒီမှာချသွားတာပြီးတော့ grey mall ဘက်ကလည်းလက်နက်ကြီးနဲ့ပြစ်လို့ grey mall မိသက်ဝန်ထမ်းရဲထော်လက်နက်ကြီးကြီးစံထိမှန်ပြီးတော့စေးရုံတင်ထားရတယ်လို့ဖားကန်သတင်းရင်းမြစ်ကပြောပြထားပါတယ်ဖားကန်မြို့ကိုမေလာနောက်ပိုင်းကစတင်ပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ကစစ်ကြောင်းထုတ်ဝေရောက်ခဲ့ပြီးပြည်သူလူထုကိုလက်နက်ကြီး drone လက်နက်ငယ်များနဲ့ပြစ်ခတ်တပ်ဖြတ်မှုကြောင့်ယနေ့အချိန်ထိပြည်သူစုစုပေါင်းအယောက်60ကျော်တေဆုံးက290ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဒူရဲမှုအဖြစ်နဲ့ဟန်ဆောင်ပြီးတော့ TikTok ဆော့နေတဲ့အောက်တန်းစားစောက်ပေါ်ကိုစစ်ကော်မရှင်ကအယောင်ဆောင်မှုနဲ့ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ23ရက်နေ့မနက်ပိုင်းမှာရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်ကတဲခိုကန်းတစ်ခုမှာဒူရဲမှုအဖြစ်နဲ့ဟန်ဆောင်သူကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။တဲခိုကန်းနာမည်တော့မပြောတော့ပါဘူး။မင်္ဂလာတုံရဲတွေဝင်ပြီးတော့ဖမ်းတာသူကိုလာဖမ်းတဲ့ရဲတွေပြောသွားတာကတော့အရင်ကတည်းကစောင့်ကြည့်နေတာကြာပြီလို့ပြောတယ်။သူတို့ဖမ်းတော့ကပြောတာက မင်္ဂလာတုံဈေးတွေကယူနီဖောင်းတွေနဲ့အဝတ်တွေဝယ်ထားတာလို့ပြောပါတယ်ပုံစံကခေါက်တောက်တောက်နဲ့စိတ်ရောဂါသမားဖြစ်မယ်ပုံစံကြည့်ရတာကြောင်တောင်တောင်လေးပါတကယ်ရဲအစ်စ်တွေတောင်မှဒီအချိန်မှာသူတို့ကိုသူတို့ဘယ်သူမှရဲအဖြစ်နဲ့အသိမခံရဲကြဘူးအဲ့ဒီအချိန်မှာတောင်ရဲပုံစံဟန်ဆောင်နေဆိုတော့ဘလောက်ထိခေါက်နေလဲစဉ်းစားကြည့်ပေါ့တကယ်ကိုစောက်ပေါအောက်တန်းစားလေးပါလို့ရဲနဲ့နီးစပ်သူတို့ကပြောပြထားပါတယ်။ဖိုင်းစီခံရသူဥပြစ်လင်းအောင် TikTok အကောင့်ပိုင်ရှင်ဟာအမှတ်6လုံးကျုံရေးရဲတပ်ဖွဲ့ကွယ် ရွှေပြည်သာမြို့နယ်ကတပ်သားအဆင့်ရဲပြည်တအုပ်ဖြစ်နေပြီးတော့2023ခုနှစ်မှာရဲတင်နယ်တက်ရောက်ခဲ့သူတအုပ်လည်းဖြစ်တယ်လို့သိရပါတယ်။ရဲတင်နယ်က2023ကတက်ထားတာ2024နှစ်ကုန်ပိုင်းလောက်ကမှရဲပြည်ဖြစ်သွားတာသူကရဲပြည်ဖြစ်နေပေမဲ့ TikTok မှာသူ့အဖေတွေအမေတွေကရဲအုပ်တွေဖြစ်တယ်ရဲအရာရှိတွေဖြစ်တယ်ဆိုပြီးတော့တင်ထားသေးတယ်ပြီးတော့နိုင်ငံခြားထွက်မဲ့သူတွေအစစ်အစစ်အမင်းများမရှိငါးသိန်းပေးရင် ကြည်ပါရောက်အောင်လေရင်လက်မှတ်ဖြတ်ပေးမယ်ဆိုပြီးလဲလှုပ်ရှားနေတာကြာပြီလို့အဲ့ဒီအကြောင်းကိုတည်သူတူကပြောတတ်ထားပါလေဖန်းစီခံရတယ်ကြက်မပြည့်တဲ့အောက်တန်းစားစောက်ပေါ်ဥပြည့်လင်းအောင်ဆိုတဲ့စောက်ယူးဟာဒူရဲမှုဖြစ်ပြီးတော့ပြီးခင်ဖခင်များဟာထိတ်တန့်အရာရှိများဖြစ်ကြောင်းလိမ့်လည်ပြောဆိုဟန်ဆောင်ခဲ့တာကြောင့်လက်နက်မဲ့ပြက်ကွက်စရင်ဝင်ပြီးတော့ရဲပြည့်အဖြစ်နဲ့တတ်မှတ်ခံထားရတာကြောင့်လော်ကားနေကြီးရဲစခန်းမှာဖန်းစီထားကအသွေးယူအယောင်ဆောင်မှုနဲ့တရားဆွဲဆိုကအေးအေးယူဖို့လှုပ်ဆောင်နေတယ်လို့သိရကြောင်းပြင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပျော်ဝယ်မြို့မှာပြည်တော်ရေးကျောင်းတိုင်းကျောင်းတိုင်းဘုန်းကြီးနဲ့အတူရဟန်းတစ်ပါးက KTV ကိုသွားပြီးတော့စော်ရီနဲ့ပျော်ပါတောက်စားနေတာကိုပတ်ဝန်းကျင်ကတိုင်ကြားခဲ့တာကြောင့်စစ်ကောင်မရှင်ရဲတပ်ဖွဲ့က KTV ကိုဝင်းအောင်စီးနှင်းကဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလပထမပတ်ကပျော်ဝယ်မြို့ပြည်တော်ရေးကျောင်းတိုင်းဆေးရတော်ရှင်မူနေတာနဲ့အဖို့ဖြစ်သူရှင်ပညာစားရတို့က KTV တစ်ခုကိုညတိုင်းသွားပြီးတော့စော်ရီနဲ့ပျော်ပါပြီးသင်ငန်းတွေကိုကားထဲမှာချွတ်လဲခဲ့က လူဝင်းနဲ့ကခုံနေတာကိုတိုင်ကြားခဲ့တာကြောင့်စစ်ကောင်မရှင်ရဲတွေကဝင်းရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။သူ့တကားတွေကအတိအကျတိုင်တာရဲတွေနဲ့အုပ်ချုပ်ရေးမှုတွေရောက်လာပြီးတော့အခန်းတွေကိုဝင်းစစ်တာအဲ့ဒီမှာလူဝင်းနဲ့ဖုန်ကြီးတွေကိုတွေ့ပြီးတခါတည်းဖမ်းသွားတာပါ။မနေ့ကျတော့သိန်းတရာယူပြီးတော့ပြန်လွတ်ပေးလိုက်တယ်လို့ဒေသခံတအုပ်ကပြန်လည်ပြောပြထားပါဗျ။ဖမ်းဆီးခံရသူပြည်တော်အေးကျောင်းတိုက်ဆေးရတော့ရှင်မှုနေတာဟာ ယခင်2024ခုနှစ်စက်တင်ဘာလကပြန်လည်တော်မူခဲ့တဲ့ဆရာတော်ကြီးဗဒ္ဒနာပညာသာရရဲ့နေရာကိုရှင်မိုးနိုင်နာကိုအစားထိုးကကျောင်းတိုင်အဖြစ်နဲ့မြို့နယ်အုပ်ချုပ်ရေးမှုတွေကပင်မြောက်ခဲ့တယ်လို့သိရပါတယ်။ပညာဘွဲတွေကရှိတော့သူ့ကိုကျောင်းတိုင်နေရာတင်မြောက်ကြတာပေါ့။အုပ်ချုပ်ရေးပိုင်းကကောတန်ကနိုင်ရကအဖွဲ့ကကောပေါ့။ကျောင်းတိုင်အဖြစ်နဲ့ယာဒူးတိုးသွားတာရက်ပိုင်းပဲရှိသေးတယ်။အခုရဲကဖမ်းပြီးတော့လူဝဲလဲပြီးနေနေလိုက်တယ်။ နေနေခံရတာကိုမကျေနပ်လို့သူ့เจ้าကတကားတွေတကမတွေလှူထားတဲ့ကားတွေပတ်စံတွေကိုသူ့ဆွေမျိုးတွေကလာပြန်တဲသွားကြတယ်လို့ဒေသခံတဦးကပြောပြထားပါတယ်လူဝလည်းနင်းနင်းခံရတဲ့ကိစ္စကြောင့်သူရဟန်းဘဝကပိုင်ဆိုင်ခဲ့တဲ့ကားတွေအလူငွေတွေနဲ့ကျောင်းတွင်းပစ္စည်းတွေကိုဇွေမျိုးတော်ဆက်သူတွေကလာရောက်တည်ယူသွားတာကြောင့်ဘုန်းကြီးကျောင်းရဲ့ပေမဒဂါတွေကမချိနဲ့ဖင်းနဲ့နိုဝင်ဘာလ22ရက်နေ့ကသာသနာ့ဝင်ကြီးဌာနကိုလိမ့်မှုပြီးတော့တိုင်ကြားထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေယာဝတီတိုင်းပသိမ်မြို့အစိုးရနေပညာအထက်တန်းကျောင်းမှာ ုပ်စုဖွဲ့ရိုက်နှက်ခံရတဲ့ចောင်းသားဟောင်းဟာပသိမ်စေးုံကြီးမှာကွယ်လွန်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ19ရက်နေ့ကပသိမ်မြို့အစိုးရနီးပညာအထက်တန်းចောင်းမှာစက်ပြင်ဌာနကចောင်းသားဟောင်းဖြစ်တဲ့ကိုခန့်ကျော်သူထွန်းဟာ MSA ရဲ့ចောင်းကိုလာယူတဲ့အချိန်အဲ့ဒီចောင်းမှာပဲအသိန်းဆောင်နေတဲ့တတိယနေ့ចောင်းသားမင်းပြေစုံတို့နဲ့အဖွဲ့ကဝိုင်းဝန်းရိုက်နှက်ခဲ့တာကြောင့်ပသိမ်မြို့စေးုံကြီးကိုအရေးပေါ်လူနာအဖြစ်နဲ့ပို့ခံရတယ်လို့သိရပါတယ်။ဆောက်လုံးမရှိဆောက်ကင်မရှိအားရနေတဲ့ចောင်းသားတွေရဲ့ထုံးစံအတိုင်းပေါ်သမီးကြီးစားကိစ္စဖြစ်တာပါ ပညာဓာတ်တွေမှုတ်လို့ပဲဘလောက်အထိစောက်အုံနောက်ရှိလဲမရှိလဲဆိုရင်ဒီဘာမဟုတ်တဲ့အဖုတ်တပြားကြောင့်ရန်ဖြစ်ကြတာတဲ့။တန်ပန်းထဲကိုခေါင်းထည့်ပြီးတော့ဝိုင်းရိုက်ကြတာမေးရလဲကျိုးသွားတယ်လို့ပြောတယ်။အဲ့ဒီနေ့ကလေးကဆရာဝန်ကြီးကအချင်းနေမကောင်းဘူးလို့ပြောပါတယ်။တတိကတော့လုံးဝကိုမရတော့တာလို့ဒေသခံတူကပြောပြထားပါတယ်။နိုဗမ်ဘာလ24ရက်နေ့ည10:00နာရီလောက်မှာပဲရရှိခဲ့တယ်။ဥကောင်နောက်စီပြင်းထန်ဒဏ်ရာတွေနဲ့ပသိမ်ဆေးုံကြီးမှာကိုခန့်တော်သူထုံးဟာတေဆုံးသွားတယ်လို့သိရပါရယ် ရင်းမရတော့ဘဲနဲ့ည10နာရီလောက်မှာဆုံးသွားတာတဲ့ရိုက်တဲ့ကောင်တွေကိုရဲကအဲ့ဒီနေကလေးကဖမ်းပြီးတော့ကိုထိလက်ရောက်မလုပ်တဲ့နှစ်ကောင်ကိုတော့အာမခံနဲ့လွတ်ပေးထားတယ်အဓိကတယောက်ကိုပဲဖမ်းထားတာအခုတေဆုံးသွားပြီဆိုလဲဆိုတော့အာမခံနဲ့လွတ်ထားတဲ့နှစ်ယောက်ကိုလည်းပြန်ဖမ်းမယ်ထင်တယ်လို့အဲ့ဒီအကြောင်းကိုသိတဲ့ဒေသခံတဦးကပြောပြထားပါတယ်အဓိကရိုက်နှက်မှုကိုကျူးလွန်နေမင်းပြေဆုံးဟာရခင်ကလေးကလည်းအခုလိုចောင်းသားတဦးကိုရိုက်နှက်ခဲ့တာတွေရှိခဲ့ဘူးတယ်လို့သိရပြီးတော့လက်ရဲဆန်ရဲနိုင်တယ်လို့သိရပါတယ်လက်တလုံးမှာပသိမ်မြို့ ။မြို့မှာရဲစခန်းကပေမှုတေခင်းဖွင့်ကအေးအေးယူထားတယ်လို့သိရပြီးတော့ထိထိရောက်ရောက်အေးအေးယူပေးဖို့ចောင်းသားတွေကလည်းကောင်းဆုံနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းချင်တာလေးကတော့နေ့စဉ်နဲ့အမြတ် update ဖြစ်နေတဲ့သတင်းများကို အစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ။ မြေပြင်ကရဲဘော်တွေနဲ့စစ်ရေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခန့်တောင်းဆိုလိုက်ပါရစေခင်ဗျာ။နေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းခင်ဦးမြို့နယ်အတွင်းအကြမ်းဖက်ဆက်တက်ကထမှန်စစ်ကြောင်းထိုးရန်ပြင်ဆင်နေတဲ့အတွက်ကြီးပါပေါင်း20ကျော်ကတောင်းနဲ့ချီးတဲ့ပြည်သူများဟာဆက်လက်ပြီးတော့စစ်ဘေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ23ရက်နေ့ကခင်ဦးမြို့နယ်မော်လကြီးပါအတွင်း၄ရက်ကြာယာယီတက်ဆွဲအထိုင်ချထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ဟာပြည်နောင်ပြူစောတိရွာကိုအင်အား180လောက်နဲ့ထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ရာ စစ်ခွေးအယောက်80ဝင်းကျင်တိတ်ဆုံးပြီးတော့လက်နက်29လက်နဲ့ခဲအမ်းများကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအထိနာပြီးတော့စုတ်ခွာထွက်ပြေးသွားတဲ့စစ်ခွေးများဟာမုံလရွာအတွင်အင်အားစုဖွဲ့မှုထပ်မံပြစ်လို့နေကအနီးနားမှာရှိတဲ့ကျေးရွာများကို ခမှန်စစ်ကြောင်းထိုးရန်ပြင်ဆင်နေတယ်လို့သိရပါတယ်။ဒါကြောင့်လက်ရှိချိန်မှာခေဦးမြို့နယ်အတွင်းမှာရှိတဲ့မုံလရွာ၊တာဝတ်ထီရွာ၊မြင်းကြရွာ၊ဥယျံရွာ၊ကျိုးနော်ကြီးရွာ၊မကြီးအုပ်ရွာ၊ရာတော်ရွာ၊တရက်ပင်စုရွာ၊ကားစိတ်ရွာ၊ကလုံရွာ၊ငားယုံကြီးရွာ၊ရှားတော်ရွာ၊တရက်ကုန်းရွာ၊ကင်းပြစ်ရွာ၊ရှင်မင်းထွေရွာ၊တဲစုရွာ၊ကံဘလူမြို့နယ်အတွင်းမှာရှိတဲ့ကြောက်တန်ရွာ၊ကြည်စုရွာ၊အိုင်ပေါင်းဆောင်ရွာ၊ရင်းနိုင်ရွာနဲ့ရေဦးမြို့နယ်အတွင်းမှာရှိတဲ့ပင်စိန်ကြီးရွာတို့ကပြည်သူများဟာဆွတ်လပ်ပြီးတော့တိမ်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီရွာတွေကစစ်ခွေးစစ်ချောင်းကြောက်အောင်တိုက်ခိုက်ခံရကလေးကတိန်ဆောင်နေရတာစစ်ခွေးတွေကအခုထိလည်းပြန်မဆုတ်သေးပဲနဲ့မုံလရွာထဲမှာအင်အားစုဖွဲ့နေတော့ဆက်လက်တိန်ဆောင်နေရတော့တာပေါ့ဟိုနေ့ကတိုက်ပွဲမှာကစစ်ခွေးအင်အားက180လောက်ပဲထွက်လာတာအင်အား80လောက်ကမုံလရွာမှာခြံခဲ့တယ်အခုကတိုက်ပွဲအတွင်းမှာထွက်ပြေးလာတဲ့စစ်ခွေးတွေကခြံခဲ့တဲ့စစ်ခွေးတွေရောအင်အားထပ်ပြီးတော့စုဖွဲ့ထားတာတွေ့ရပါတယ်စစ်ကြောင်းကတ်ထိုးလာနိုင်မဲ့အခြေအနေရှိတယ်လို့ ဒေတာရင်းစီရေးသတင်းအင်းမေကပြောပြထားပါရယ်လက်ရှိချိန်မှာစစ်ဘေးတင်းရှောင်နေသူများကိုခင်ဦးမြို့နယ်အတွင်းမှာရှိတဲ့မြို့နယ်ပါအဖပကဖမြို့နယ်လူသားစာနာတဝန်ခံမြို့နယ်တရားရေးဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တအူးမြို့နယ်အခွန်တော်အရာရှိဗန္ဒာရေးတွဲဖက်တယန်ဇာတာဥက္ကဋ္ဌလျှက်စစ်တွဲဖက် စိုက်ပျိုးရေးမြို့နယ်ပါအဖရုံးအဖွဲ့မှမြို့နယ်ပကဖရဲဘော်များကြီးပါပါအဖပကဖများကဖောက်ပံ့မှုများကိုလှုံ့ဆော်ပေးနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်သေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအ мян ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ